တနည်းအားကျမရဲ့ personal trainer နဲ့စကားပြောနေရင်လည်းသူပြောတဲ့စကားလေးကအရန်ကိုရိုးရှင်းပြီးတော့ simple ဖြစ်ပြီးတော့ straight to the heart နှလုံးသားထဲကိုထိသွားလို့ကျမကနည်းနည်းလေးပြန်ရှင်းရှင်းတယ်။စီးပွားရေးလုပ်ပြီးဆိုရင် customer ဆိုတဲ့ခါကျရင်ကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်။ customers ကိုဘယ်လို soft လုပ်ရမလဲ။ customers နဲ့အလုံးလုံးတည်းဆိုတဲ့ခါမှာတို့တို့ဘာတွေလိုအပ်မလဲ။တော်တော်များများ complain ဆိုတာကကြတော့လေ misunderstanding ကြောင့်ဖြစ်လာတာ။ဘယ်သူမှမအပြစ်မရှိဘူး။ right ဆိုတော့ကျမတို့ customer ဆိုတဲ့အခါကျရင်ကိုလုံးဝကိုခက်ခက်ရရနဲ့ကိုဆက်ဆံကြတယ်အဲ့တော့ပြောလဲဆိုတော့ကိုရဲ့အိမ်နောင်ဘက်နော်သူ့မှာသူ့အမျိုးသမီးရှိရယ်နော်သူ့အမျိုးသမီးသူ့မှာကလေးလည်းရှိရယ်သူကရဲ့သူ့ရဲ့အိမ်နောင်ဘက်ကိုလေသူက customer လို့ဆက်ဆံနေရတယ် customer စီကိုတော့သူဒီလိုဆက်ဆံနေဆိုတဲ့အခါကျရင်လေတဲ့ကိုရဲ့အိမ်နောင်ဘက်ကို customer လို့ဘာလို့မဆက်ဆံနိုင်ရမှာလဲတဲ့ကျမ wow okay အကျွန်မဘေးနားမှာကျွန်မရဲ့အမျိုးသားလည်းရှိရယ် hey take notes ပေါ့ဒီမှာ तू ပြောနေတာဟုတ်တယ်ပေါ့စာအုပ်ချရေးတာပေါ့သိရမလားအမှန်နေပြောနေရလို့ကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့အမျိုးသမီးကို အတိုင်းအတာတစ်ခုကတော့ရှိမှာပေါ့နော်လူတိုင်းကတော့ကျမက customer success ဆိုပေးမယ်လေဟိုဘက်ကကိုယ့်ကိုပြန် treat လုပ်တာကြတော့လုံးဝကို toxic ဖြစ်တယ် abuse ဖြစ်တယ်ဆိုတဲ့အခါကျရင်လည်းတမျိုးပေါ့အိမ်တော်ကြီးမှာပဋိပက္ခလေးနည်းနည်းရှိတယ်ဆိုတဲ့အခါကျရင် trying to talk အသေးသေးလေးညာနေစပြီးတော့ကျမတို့မပြောမပြောရနေပြီးတော့ကြီးကြီးလာတာအဲ့တော့တချို့ကထင်တယ်ကျမကတော့အကုန်လုံးကိုပြည့်စုံနေတယ် relationship နဲ့အကြောင်းလေးပြောရဆိုတဲ့အခါကျရင်ကျမတို့ရံမဖြစ်ရှင်မှာကျမတို့လည်းရံဖြစ်တယ်ဟိုတလောပဲကျမတို့ရံဖြစ်တာဒီ miscommunication ကြောင့်ပဲကျောင်းကျောင်းနဲ့ communicate မလုပ်မိလို့ တယောက်ရဲ့ဘဝမှာဘာဖြစ်နေလဲဆိုတဲ့ခါကျအသေးချာမသိဘူး right so you got to be kind ကိုယ့်ရဲ့အိမ်နောက်ဘက်ကို customer တယောက်မလွတ်သွားအောင်ဒီ customer ကဘယ်လိုပြန်ဖမ်းရမလဲဒီ customer က complain တက်နေတယ်ဆိုတဲ့ခါကျအော် okay okay complain မဟုတ်ဘဲနဲ့သူမှတော့ misinformation တခုခု misunderstanding တခုခုရှိလို့ဖြစ်ရမယ်ဆိုပြီးတော့အဲ့ဒီ misunderstanding ဖြစ်တာကိုအပြေရှာရမလဲဆိုပြီးတော့ကျမတို့လုပ်ကြည့်ရအောင် treat your partner as your customer, your VMB customer. So any a pay me nigo mindset လေးနဲ့ကိုအိမ်နောက်ဘက်ကိုချစ်တဲ့သူဒါမှမဟုတ်လေကိုအဖေမင်းကိုညီကိုမောင်နှမကိုကျမတို့နည်းနည်းလေးပို့ပြီးတော့ရရောပြီးတော့ generous ဖြစ်ပြီးပေါ့ love generosity understanding လေးနဲ့ကျမတို့ဆက်ပြီးတော့ပွားကြည့်ရအောင်လား